ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြသနေအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့2020 2016ရာသီအတွက်ဒီအသင်းတွေရဲ့ပြင်ဆင်မဲ့ဒီပုံစံပေါ့နော် strategic အပိုင်းကိုဒီအသင်းတွေဘလို့ပြင်ဆင်ကြမလဲဘလို့ဘာ idea တွေတင်းသွားကြမလဲဆိုတဲ့အကြောင်းကိုကျွန်တော်စီသူနဲ့တူဆရာနေနေချင်းချမ်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါကိုမင်္ဂလာညီလေးဟုတ်ကဲ့ကိုဒီတစ်ပတ်အစီအစဉ်လေးမှာတော့ကျွန်တော်တို့ ်ဒီ2025 26ရာသီအတွက်လက်ရှိအသင်းတွေစတင်ပြင်ဆင်နေပြီပေါ့နော်လောလောဆယ်တော့ transfer window အသေးလေးဖွင့်လာတယ်ပြီးရင်တော့ပုံမှန် transfer window လည်းဆက်လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီကာလတွေမှာအသင်းတွေအနေနဲ့ပြင်ဆင်တဲ့အခါမှာပေါ့နော်တချို့အသင်းတွေကတော့ရှိပြီးသားမွမ်းမံတာမျိုးတွေရှိရတချို့အသင်းတွေကတော့တသင်းလုံးကိုဒါ ideology အသင်းတွေပြန်သွားတာမျိုးအစအဆုံးပြင်ဆင်ရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကို strategic အမြင်လေးနဲ့တစ်ချက်လောက်သုံးသပ်ပေးပါအောင်ခင်ဗျအကိုကဒီ ဒီဟာကဒီ strategic opinion လို့တော့ပြောဖို့ခက်တာပေါ့နော်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့အခုဒါတကယ်ဟို strategically စဉ်းစားထားတာမျိုးမဟုတ်ဘူးဟုတ်ကဲ့အခုကအဲ့ဒီအလုပ်ကအခုအပင်ကိုအကျင့်အရာပေါ့နော်အခုအမှုအကျင့်အရာအခုအဲ့ဒီဟာဒီအပြောင်းရွှေ့ရာသီတိုင်းအလွန်ခဲ့တဲ့15ရာသီလောက်ကကတဲ့ကလို့ပြောလို့ရတယ်10ရာသီလောက်ကတဲ့ကပြောလို့ရတယ်ဟိုနှစ်စဉ်နှစ်တိုင်းလေဒီ summer transfer ဒီ winter တော့မပါဘူး summer transfer ရောက်ပြီဆိုရင် အမြဲစောင့်ကြည့်နေရှိတယ်။နောက်ထူးခြားတာတစ်ချက်ကအဲဒီနိုင်ငံတကာမှာအားကစားဖမားတွေနဲ့ပတ်သက်ပြီးတော့အရေးကြပြုကြတဲ့ဆရာကြီးတွေရှိတယ်ပေါ့လေ။အမြဲဆုံးတန်းရနေတဲ့သူတွေလည်းရှိတယ်ပေါ့လာသာဒီဖမားတပုတ်စာစလုံးကြီးဘလောက်ဆိုဘလောက်ထောင်ရတယ်ဆိုတဲ့သူတွေလည်းရှိတယ်။ငါပိုင်းအခုဒီဘက်ခေတ်ဒီမှာဆိုလဲဒီဟိုတုန်းကဒီ Fanoran site တွေကနေပြီးတော့အသွင်ပြောင်းလာရင်းနဲ့ဒီဈေးကွက်စီးပွားရေးစနစ်ပေါ်ကိုရောက်လာပြီးတော့ ီ journalism အပိုင်းကိုဝင်ရောက်လာတဲ့ဒီ athletic လို့တို့လို့ဒီ website ဒီပေါ့နော်သူတို့တွေလည်းဟိုမရေးကြောက်ပါတလားဟိုတခါမှတော့မတွေ့ဘူးအခုလေးလာခဲ့တလောက်တော့အဲ့အဲ့အပိုင်းကပါလဲဆိုတော့ဘလုံးရတီတရားတီစတိုင်းမှာဒီဘလုံးကဘာရဲ့ league ပြိုင်ပွဲတိုင်းမဟုတ်ရင်တော့မှဒါ premier league ရဲ့လူစိတ်ဝင်စားဆုံး၅သင်း၆သင်းပေါ့နော် serie a la liga bundesliga အစရှိသဖြင့်ပေါ့အဲ့ league ပြိုင်ပွဲတွေကအသင်းတွေကရာသီအသစ်တစ်ခုစပြီဆိုရင်သူတို့ဘာလို့ကြလဲဆိုရင် သူတို့လုပ်တဲ့ပုံစံကဟိုဒါသမယိုးကြပုံစံကွက်ကအာစနယ်အောက်တင်းဆိုတော့ဘသူတွေအဲထွက်ဖို့ရှိတယ်ဘသူတွေဝင်ဖို့ရှိတယ်ဟုတ်နော်အဲဒါဒီသူတို့လိုအပ်နေတာကတော့ဒီနေရာတွေတချို့ဆိုနည်းနည်းလေးပို့ပြီးတော့ဒီဖြစ်တဲ့အခါကျတော့လိုအပ်နေတာတွေကတော့ဒီနေရာတွေအဲ့ဒီအတွက်ဒါတွေကိုဆိုတော့ပုံစံမျိုးပေါ့အဲ့ဒီဟာကမှဒီ Manchester United ကဘလို့ Chelsea ကဘလို့အစရှိသဖြင့်အဲ့ပုံစံလောက်တော့တွေ့ရတယ်အဲအဲ့မှာမှဒီ Bayern Munich တို့လို Paris Saint-Germain ပြီးတော့ ဒီဘာစလိုနာရယ်မက်ဒရစ်တို့အသင်းတွေတောင်မှာဆီရီအသင်းတွေတောင်မှာအဲ့လိုမျိုးဒီဆောင်းပါးတွေဆိုအင်မတန်နဲတယ်ဒါစီစဉ်လက်သတိထားမိပါလိမ့်မယ်ဆိုတော့ပရီးမီးယားလီဂါကတော့အဲ့လိုမျိုးရှိရှိစီတိုင်အောင်သူကဒီဒီအသင်းတွေဟာပြီးခဲ့တဲ့ရာသီတုန်းကပုံမူတည်ပြီးတော့တုံးမပြီးခဲ့တဲ့9ရာသီပုံမူတည်ပြီးတော့လာမယ့်ရာသီမှာသူရဲ့ philosophy ကဒီတိုင်းဆက်သွားမှာလားအဲတုံးမဟုတ်အပြောင်းလဲတွေလုပ်မှာလားဆိုတာမျိုးအခုတခါမှမတွေ့ဘူး တော့စီသူလည်းအဆောင်မတွေအများကြီးဖတ်တာပဲဆိုတော့စီသူလည်းတွေ့ဘူးမှတော့မထင်ဘူးပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲအဲ့လိုမျိုးတော့ဘယ်သူမှမလုပ်ကြဘူးဆိုတော့ဒါပေမဲ့အကိုတို့ကျတော့အကျင့်အရာကိုအဲ့ဒီဟာကိုအများတန်းလို့လို့ဒီဘလုံးရာသီတစ်တစ်ခုရောက်တိုင်းမှာအဲ့အကို category နှစ်ခုအများတန်းခွဲတယ်အဲ့ဒါဘာလဲဆိုတော့ဒီ improving the current philosophy ဆိုတဲ့အပိုင်းအဲ့ဒါက category 1ပေါ့အဲနောက်ထပ်တစ်ပိုင်းကကျတော့အဲ့ဒီ philosophy ကို change တဲ့အပိုင်းပေါ့လောလောပြောရင်တော့ဒီ change the philosophy ပေါ့ဘလုံးရာသီတစ်ခုစလိုက်ပြီဆိုတော့အကိုအဲ့ category နှစ်ခုကိုကိုင်လိုက်တယ် တိုင်ပြီးတော့ဘယ်အသင်းကတော့ဘယ်ဘက်ထဲကိုထည့်တယ်ဒီ number A group A ဘက်ကိုထည့်တယ်ဒီအသင်း Manchester City ကိုယူလိုက်တယ် A လား B လားကိုပါကိုအဲ A ဆို A ထည့်တယ် B ဆို B ထည့်တယ်နောက်တစ်သင်းဟို Real Madrid A B တခုခုကိုထည့်တယ် Barcelona A B တခုထည့်အဲအဲ့လိုအသင်းကြီးတွေကိုအဲကိုပါကိုလှုပ်ထားတာလေးရှိတယ်အဲ့မှာမှအဲ့ A ရော B ရောမဟုတ်ဘဲနဲ့ဇော်ကလန်အသင်းတွေလည်းရှိတယ်ဘာအကိုလည်းဘာဘလိုတော်တော်မှနားမလဲတဲ့အသင်းမျိုးတွေလည်းရှိတယ် တော့အခါကျတော့၃စုဖြစ်သွားတော့ဒါပေမဲ့အဓိကပင်မအားဖြင့်ဆိုတော့နှစ်ခုပေါ့အဲ့နှစ်ခုရဲ့နှစ်ခု ਨੇ ကိုက်ညီသလားဆိုတော့အဲဒါဒါအကိုတူဦးတည်းအမြင်ဖြစ်တော့သူကညီလေးကပြောတော့ဒီဒီ strategy အမြင်တော့ strategy အမြင်တော့မဟုတ်ဘူးအခြေခံအဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကိုလုံးလေးလောက်ထားရှိတဲ့အကျင့်တစ်ခုအရာအဲ့အဲ့လိုသုံးနှစ်ခုခွဲထားတယ်ပေါ့လေအကက်တဂရီနှစ်ခုခွဲထားတယ်အခွဲထားတဲ့အသင်အဲ့ဘလို့ summer transfer ရောက်လာပြီဆိုရင် okay arsenal arteta အဲ့သူတို့ဘာတွေပြောသလဲအဲ့သူတို့ဘာတွေလုပ်နေသလဲဆိုတဲ့ပုံမူတည်ပြီးတော့သူတို့ဟာ တကယ်လက်ရှိ current philosophy ကို improve လုပ်ဖြစ်အောင်လုပ်မှာလားအဲသို့မဟုတ်သူတို့ဟာဒီရှေ့ယာတီတွေမှာအဲဝေဖန်စရာတွေတော့ပြင်းစရာကစားဖို့ရလက်အစိုက်ရှိဆုံးအာဆနယ်ရလို့မဟုတ်ဘူးเนาะဘယ်အသိမဆိုအဲသူတို့ဒီ philosophy ချိန်မှာလားအခုအများအတန်းအဲ့ category နော်ခုလေးကိုထည့်လိရှိတယ်ပေါ့ဒါအခုပုံစံပေါ့ဟုတ်ကဲ့ကိုဒါအခုပြောလိုက်တဲ့အခါမှာကျွန်တော်တို့ဒါဒီကျွန်တော်တို့အခုပြောနေတဲ့ topic ဆိုရင်ကျွန်တော်တို့တသိန်းချင်းစီသို့မဟုတ် category တစ်ခုချင်းစီကိုကျွန်တော်တို့တပိုင်းစီဆက်ပြီးတော့ဟိုခွဲထုတ်ပြီးတော့တော့ပြောလို့ ရပါရသွားတယ်ပေါ့နော်ရသွားဒါမဲ့အခုအဲ့ဒီအဲ့ဒါကကြတော့ဟုတ်ဟိုဘယ်လိုကွန်မန့်ဆိုတော့နောက်ဆုံးဟိုအကိုတို့ဖတ်ရတဲ့ကြားရတဲ့သူတို့ပြောနေတဲ့သတင်းတွေအပေါ်မူတည်ပြီးတော့အဲ့ဒီဇုံတစ်ခုတည်းကိုတစ်ခုမဟုတ်တစ်ခုဘက်ကိုကိုယ်ထဲထဲသွားရုံပဲဟုတ်ဘူးအဲ့ဒီဟာတွေကောက်ချက်ချပြီးအဲအကိုတို့မှပြောစရာဆိုတော့တစ်ခုပဲရှိတယ်အဲ့ဒါဆိုရင်ဒီဘက်ဒီကိုယ့်ရဲ့ current team ကို team ရဲ့ philosophy ကို improve ဖြစ်အောင်လုပ်လုပ်တဲ့အပိုင်းအဲ့ဒါကိုအကိုကဘာနဲ့တွက်ချက်တာလဲ အဲ philosophy change သွားပြီပေါ့နော်အ change သွားတဲ့အသင်းတွေစင်းနေကိုအကွာထည့်ပြီးပဲထားပါတော့ philosophy change နေဆိုတဲ့အပိုင်းကိုအကွာဘာကိုကြည့်ပြီးတော့ထည့်စင်းလာတာလဲဆိုတာပဲအဓိကပြောစားပြီကျန်တာကတော့ဟိုတသင်းချင်းစီအကို AC သွားလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့သူသူလက်စိတ်ဝင်စားတယ်ဆိုအကိုနောက်အပတ်တွေတသင်းချင်းအကိုဆွေးနွေးသွားလို့ဟုတ်ကဲ့ဟိုတသင်းချင်းစီကျွန်တော်တို့နောက်ပတ်တွေဆွေးနွေးသွားကြတာပေါ့နော် လောလောဆယ်အကိုဒီအကိုပြောတဲ့အယူအဆနဲ့ပတ်သက်ပြီးတော့အကိုခုနအခုကျွန်တော်ဆိုရင်ဒီနေရာဒီမှာဒါပြီးခဲ့တဲ့ ရက်ပိုင်းနေတာဆိုရင်ဒါ PSG ဟို intermittent show နဲ့ပြီးတော့ဒီ inter milan ရဲ့ဒီ CEO ပဲပဲမှာတော့ဒါကဒီသူတို့လူငယ်ကစားသမားတွေခေါ်ပြီးတော့ဒီအခု entire phase တခုကပြီးသွားနောက်တဲ့ phase တခုကိုစားဖို့သူတို့ပြင်နေရဆိုတဲ့အခြေအမျိုးပြောတာကျွန်တော်ဖတ်လိုက်ရတယ်ပြီးတော့ဒီမနေ့ကဆိုရင်ဒီသူတို့ရဲ့နီးပြစီမုန်နေအစားကြီးအတင်းထွက်ခွာတော့မယ်ပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးဆိုရင်ဟိုခုနပြောတဲ့ဒီ ideology chain နဲ့ ပုံစံမျိုးတဲ့ထည့်လို့ရတာအခုအခုပြောချင်တဲ့ပုံစံအဲ့ဒါ category 2ရဲ့ထည့်မှာပေါ့ဟုတ်ကဲ့အဲ့အဲ့အဲ့ဒီပုံစံလေးတွေကိုဒီအခုသတ်မှတ်တဲ့ဒီခုနအယူအဆအကြောင်းလေးကိုပိတ်သက်တွေကိုအဲဒီအမီးလေးအရင်ရှင်းပြပေးပါလားခင်ဗျအဲအဲရှင်းရှင်းလေးရှင်းပြခြင်းလေအခုအဲ့ဒီဟာလေနောက်ချက်ကလေဒါစီသူရဲလို့မှမဟုတ်ဘူးကွာတဲ့လားအခုကဒါဆရာကြီးလောက်တာလည်းမဟုတ်ဘူးအခုအမြင်တခုအခုပြောလိုက်တဲ့အခါမှာဒီအောင်နားထောင်နေတဲ့သူတွေအဲသို့မဟုတ်ဒီတစ်ဆင့်စကားတစ်ဆင့်နားကြားတဲ့သူတွေသူတို့ကသူတို့လည်းထင်ဆောက်လေလူတူးချင်းစီတိုင်းက ဘယ်ဘက်ကိုသွားသလဲဆိုတာပေါ့အဲဒီလို criteria တော့ရှိတယ်ဒီလိုအချက်အလက်လေးတော့ရှိတယ်ဆိုတာမျိုးပေါ့ဆိုတော့အရင်ဆုံးအကူကဘာနဲ့စဉ်းစားလဲဆိုတော့ ideological setup နော်အဲအဲ ideological setup နဲ့အကူစပြီးတော့စဉ်းစားတာဘာလဲဆိုတော့ဒီအပြောင်းရွှေ့လုပ်တဲ့အခါဒီအပြောင်းရွှေ့ရာသီတစ်ခုရောက်တဲ့အခါမှာဒီအသင်းတသင်းဟာသူ့ရဲ့ဒီ gap တွေကိုဖြည့်တာလားဥမာအခုတို့ဒီလက်ရှိ philosophy ကို improvement ဖြစ်အောင်လုပ်တဲ့အသင်းတသင်းဆိုတော့သူတို့ဘာတွေလုပ်မလဲဆိုတော့သူတို့ရည်မှန်းချက်ကဘာတွေဖြစ်မလဲ ဲ့အကောင်အများနဲ့စဉ်းစားတာပါလို့ဆိုတော့သူတို့လိုအပ်နေတဲ့လက်ဟာနေတဲ့ quality ကိုဖြည့်တဲ့အပိုင်းအဲဒီအသင်းဟာဟိုဒီပုံစံဒီ ideology ကိုစုတ်ခွာနိုင်ချေနည်းသလားများသလားဆိုတာကသူတို့ဘယ်သူတွေကိုခေါ်ကြတာလဲဆိုတော့ဒီတည်င်းအချက်အလက်တွေနဲ့အခုချိန်လို့သုံးသက်တဲ့အခါမှာအဲသူတို့ကဒီဟာကိုလိုချင်တယ်ဒီကစားသမားကိုဥမာအဖြစ်ဆိုရင်ဒီ pressing ပေးနိုင်တဲ့ winger တူကိုလိုချင်တယ်အစရှိသဖြင့်ပေါ့အဲ ball playing defender တူကိုလိုချင်တယ်အဲဆိုသူတို့သွားခဲ့တဲ့ ဒီပြီးခဲ့တဲ့ရာသီကအခြေခံ ideology ကပါလေအဲ့အဲ့ဘက်ကိုစုဖြစ်တယ်ဆိုတော့အဲအဲ့ဒါဆိုရင်ကိုကဒီ ideology philosophy ဘိုင်းဆိုင်ရာအပြောင်းအလဲမဟုတ်ဘဲနဲ့လက်ရှိ philosophy မှာလိုအပ်နေတဲ့အရာတွေကိုဖြည့်တာအဲ့တော့အဲ့အပိုင်းကပါလဲဆိုတော့ filling gap ပေါ့နော်အဲ့ gap တွေကိုဖြည့်တဲ့အပိုင်းအဲနောက်တစ်ချက်အခုဘာနဲ့ထပ်တွက်လဲဆိုတော့ key areas တွေရှိတယ်ဒီဥမာဒီ arsenal အသင်းဆိုတော့သူတို့ရဲ့ key areas ကကွဲလည်မှာရှိတယ် အဲသမတ်ပါတီအခုဘာစလိုနာကလိုက်နေတယ်အဲဖတေးကလည်းဒီအဆယ်ကလည်းဆွန့်ထုတ်ချင်တယ်ဆိုတော့ပြန်ခေါ်မဲ့ကစားသမားကဘာလို့လဲသူတို့ပြန်လိုက်တဲ့ကစားသမားကဇူဘီမန်ဒီဖြစ်နေတယ်ဆိုတာမျိုးကိုချိန်ထိုးကြည့်တဲ့အခါကျရင်သူတို့ key areas တွေကိုဟိုထပ်ပြီးတော့အားပြည့်တာဖြစ်တဲ့အတွက်ဒါဟာလည်းဒီ current philosophy ကိုအားမြင့်အားပြည့်ခြင်းနဲ့အပိုင်းမှာရှိတယ်ဆိုတာမျိုးဒါသူတို့ရည်မှန်းချက်တွေအကိုကြည့်ပြီးတော့နောက်ဆုံးမှာအဲအသင်းဟာတရားပြဿနာတွေကြောင့်အပြီးခဲ့တဲ့ရာသီကအောင်မြင်မှုမရလာဘူးဒါပေမဲ့သူတို့သွားခြင်းတဲ့ပုံစံကတော့ အနည်းပြောဒီပြိတ္တကိုကျင်တဲ့ပုံစံမှာရှိတယ်အဲ့အတွက်ကစားသမားတစ်တွေခေါ်တယ်အဲ့ကစားသမားတွေကထိတ်တန်းကစားသမားတွေတော့မဟုတ်ဘူးဒါပေမဲ့ bench ကိုဖြည့်ဖို့သူတို့ရဲ့ဒီ fatigue ပြဿနာတွေ injury ပြဿနာတွေကိုဖြည့်ကျင်းဖို့အဲ့ဒါဆိုရင်ဒီအသင်းဟာ current philosophy ကို improvement ဖြစ်အောင်လုပ်တဲ့ဘက်ကိုသွားတယ် category 1ကိုဝင်တယ်အဲဒီအဲ့လိုသုံးသပ်ရတာပေါ့နောက်တစ်ခုက manager အပြောင်းလဲမလုပ်ဘူးလုပ်တယ်ပေါ့လုပ်တယ်မလုပ်ဘူးမလုပ်ဘူးအဲမလုပ်ဘူးဆိုတဲ့နေရာမှာဥပမာ arsenal မှာ arteta ဆက်ရှိမယ် အာထိတာဆက်ရှိပြီးတော့အာထိတာခေါ်တဲ့ကစားခေါ်ကြတဲ့ကစားသမားတွေကဒီလိုရှိရဲဆိုအဲအဲ့ဒါဆိုတော့ဒါ category 1နဲ့ကိုရောက်တယ်။နိပြအပြောင်းလဲတော့လှုပ်လိုက်ပြီ။အသင်းရဲ့ဒီ bolt အဖွဲကလုံနေတဲ့ခြေလမ်းတွေကအရင်တိုင်းသွားတယ်။အဲ့ဒါ1ထဲမှာအခုရှိမယ်။နိပြအပြောင်းလဲလဲလှုပ်လိုက်ပြီ။အဲသူတို့အသင်းမှာရှိတဲ့ကစားသမားတွေကိုမြေလှမ်းပြောင်းလဲတော့မယ်။အဲ့ဒါဆိုသူတို့ philosophy change တော့မယ်။ဥပမာအဖြစ်ဆိုပြီးခဲ့တဲ့ရာသီကဒီ Manchester United ဆိုအဲဒါ category 2ထဲကိုရောက်သွားတဲ့ပုံစံမျိုး။သို့တော့ဒီ Manchester United ဟာဒီ Roman Amorim အတွက် category 2တဲ့ကိုအခုရောက်တိတိုင်အောင်အပြည့်အဝထဲလို့မရသေးဘူးအခုစဉ်းစားတာဘာကြောင့်လဲဆိုတော့သူလိုချင်တဲ့ကစားသမားတွေသူမခေါ်ပေးရသေးဘူးဒီရာဒီမှာသူတို့က category 2 1 2စီကိုသွားတဲ့နေရာမှာဒါအသေးအနေနဲ့ဆို face 2ကို ရောက်သွားပြီနီးပြအနေနဲ့ဆိုအခုမှ face 1ကစားအဲဆိုတော့အဲ့ပုံစံမျိုးကိုသွားတာဒါ1ကိုသွားရင်အဲ့ပုံစံအခုတို့ case study ကြီးလဲအခုလောက်ကြည့်တယ်ဥပမာ Manchester City ဆိုတော့ Manchester City ဆိုရင်သူတို့ ်ခေါ်လိုက်တဲ့ကစားသမားတွေပြေးလိုက်တဲ့အခါကျတော့ဒီ ball playing defender type ကိုခေါ်တယ်။အဲဒီဟာက Pep Guardiola ကိုယ်တိုင်လေသူသူကြိုက်တဲ့ပုံစံကိုအဲ့တော့ Guardiola ကိုသူတို့ထပ်ပြေးလိုက်တယ်။အဲနောက်တစ်ခါဒီ Gundogan က Barcelona ကိုအဲ့ချိန်မှာထွက်သွားတယ်ပေါ့လေ။ဒါပေမဲ့သူတို့ Mateo Kovacic ကိုသူတို့ဒီဘလိုခေါ်မလဲဆိုတော့အတင်းမှာ maintenance အပိုင်းအတွက်ပေါ့။အတင်းရဲ့ဒီကွင်းလေ control ဘိုင်းကိုပါဖြစ်ဖို့အတွက် Kovacic ကိုဆက်ထားတယ်။ Bernardo Silva ထွက်ချင်ပေမဲ့မရအောင်ဆက်ထားတယ်။ဆိုရင်ဒါကအခုဒါ case study လုပ်တဲ့အပိုင်း အဖပ်ကွာရီယိုလာဟာ philosophy ကိုမချိန်သေးဘူးအဲဒါအရင်ကလုံခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကအချိန်တွေတခုဥမာပေးတာဟုတ်ကဲ့ကိုအဲဒီအဲ့လိုမျိုးလုံးတဲ့အခါမှာပေါ့နော်ကျွန်တော်သိကြတာတခုကအသင်းတွေက transfer window တွေဂျုံလာတယ်ပေါ့နော် transfer window ဆိုရင်အခုအခုဒီ net transfer window တွေလုံးတယ်ဒါပေမဲ့သူတို့ဟာနောက်ထပ်နောက်ထပ်အရှိထက်လာမယ်နောက်နှစ်နောက်ရာသီ transfer window ကိုထည့်စဉ်းစားလေးရှိလာပြီးတော့ဒီနီးပြအပြောင်းလဲအခု arsenal ဆိုရင်ဒီ arteta နဲ့သူဖြတ်သန်းမယ်ပေါ့နော်ဒီရာသီ ဲ့တော့ဒီ editor ကိုဘယ်လိုပြောမလဲအဲသူတို့မှန်တာတခုရှိမယ်ပေါ့နော် editor လက်ရှိအချိန်မှာဒီ supply ရရတော့မယ်ဆိုတော့အချိန်တွေတခုကိုရောက်နေပြီပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာတင်းဆောင်ပြစ်ခဲ့ရင်ဒီနောက်ထပ် phase တွေအဲ့လိုမျိုးကြိုတွေးထားတာမျိုးရှိလာပေါ့ဒီ transfer တွေနဲ့မိပြရင်လည်းပတ်သက်လာရင်အသင်းတွေ management ဘက်ကတွေးထားတာမျိုးဟုတ်အသင်းတိုင်းကကြိုတွေးနေရှိတယ်အသင်းတိုင်းပဲအောင်မြင်သည့်အောင်မြင်တဲ့အသင်းဖြစ်စေကြာရှုံးတဲ့အသင်းဖြစ်စေအသင်းကြီးဖြစ်စေအသင်းငယ်ဖြစ်စေကြိုတွေးနေရှိတယ်ဒါပေမဲ့ကြိုတွေးတိုင်းလုံးဆရာမလိုဘူးပေါ့နော် ါဒါလည်းဟိုမဖြစ်မနေဟိုကိုပြောရမယ့်အချက်ပဲအဲ့တော့နောက်တစ်ခါသင်အခုမေးလိုက်တဲ့မေးခွန်းကဘယ်ဘက်ကိုရောက်သွားလဲဆိုတော့ဘလုံးအတင်းတင်းမှာဒီအာဂါသဒါရိုက်တာတွေ CEO တွေဘလောက်အရေးကြီးသလဲဆိုတော့ဘက်ကိုရောက်သွားတယ်ဆိုတော့ဒီကစားသမားတွေဟာ နီးပြစိတ်ကြိုက်ကင်တွယ်နေတဲ့ဒီအယုတ်လေးတွေလို့သတ်မှတ်လိုက်ရဲ့နောက်တစ်ခါနီးပြအပါဝင်ကစားသမားတွေကဆက်တစ်ခုလည်းကိုပြန်ရောက်သွားပြီးတော့အဲ့ဒါကဒီအပေါ်ကဒီ domain ကဘယ်သူဖြစ်သွားလဲဆိုအာဂါသဒါရိုက်တာ CEO တွေဖြစ်သွားတယ်အဲ့သူတို့အနေနဲ့ ဒီအသဲမှာငွေ၃ခြင်းငွေမ၃ခြင်းဆိုတဲ့ကိစ္စတွေကစစစီသူပြောတဲ့အနာဂတ်အတွက်ရည်ရွယ်ချက်တွေအဲ့မှာ ideology တစ်ခုလုံးကြီးချိန်မှလာဆက်သွားမှလာဆိုတဲ့အရာတွေအခုအဲ့ဒါကြောင့်မို့ Manchester United အခုမနေ့ကဝေဖန်လာအဲ့အဲ့ဒီဟာကြောင့် Eric Ten Hag နဲ့ပတ်သက်လူတွေကအဲ့ဒီဟာကိုအချင်းပြောရင်တိုက်ပြီးတော့သဘောပေါက်ကြအောင်အခု Ten Hag ကိုကာဝေတာမဟုတ်ဘူး Ten Hag ကအခုကြိုက်လည်းမကြိုက်ဘူးစိတ်လည်းမဝင်ပါဘူးအချင်းပြောရင်ဘာကြောင့်လဲဆိုသူ personality ကိုလည်းအခုသိမကြိုက်လို့ဟုတ်ဒါပေမဲ့အခုကမူအရစဉ်းစားရင် United သွားခဲ့တဲ့ way ဟာသူတို့ဒီ current philosophy ကို improve လုပ်ဖို့အတွက်ဒီ bold အဖွဲ့ဟာစဉ်းစားပြီးတော့ကစားသမားတစ်တီတန်း200ကျော်ဖို့တဟက်ကိုခေါ်ပေးတာလေအသူတို့အဲ့ဒါကြီးသူချိန်သွားတာကြီးကရုတ်တရက်ကြီး9ဘွဲလောက်အပြီးမှာ10ဘွဲလောက်အပြီးမှာချိန်လာအဲ့ဒါကိုအဲ့ဒီဟာကိုဝေဖန်တာဘာလို့သူတို့အဲ့လိုအကြီးတကယ်မထုံမနဲ့အမားကြီးကိုကျူးလွန်တာလေဆိုတော့ဝေဖန်တာတဟက်ကိုမထုတ်စေချင်လို့မဟုတ်ဘူးဆိုတော့တဟက်ထုတ်ခြင်းမထုတ်ခြင်းကအခုလက်ဖိတ်လည်းမတော့အောင် ဆိုတော့အခုအဲ့တော့ညီလေးသောပေါက်လားမသိဘူးဟုတ်ကဲ့အဲ့တော့ CEO သူတို့အပေါ်ပိုင်းကတခုခုမှားနေပြီဟုတ်ကဲ့ဟုတ်အဲ့မှာအခုထပ်ပြီးတော့ဒီ Manchester United နဲ့ပတ်သက်ပြီးတော့အခုထပ်ထပ်ပြီးတော့ဝေဖန်တယ်ဘာဝေဖန်လဲဆိုတော့အဲ့မှာ any of ဟာစကားကြီးစကားလုံးအကြီးတွေကိုတုံးပြီးတော့အဲ့တည့်ရမလားဟိုဘယ်လိုကောင်းလဲဆိုတော့ဖြတ်တောက်မှုခက်ချမ်းချမ်းတွေဝိုးဝိုးဝိုးဆိုတော့အဲ့တော့ကြည့်ရင်အသိန်းတသိန်းကရှော့ရမယ်အပိုင်းတွေရှော့တာမှန်တယ်လို့ရှိပေမဲ့အဲ့တစ်ဖက်မှာကျတော့ဒါကြီး irony ဖြစ်နေတယ် တည်ရမှာဒီသူတို့လှုပ်ထားတဲ့ဆုံးဖြတ်ချက်အကြီးအကျယ်ပုံသွားတဲ့ပေါင်21တန်းနဲ့သူတို့ဒီပေါင်2တန်းလောက်ရောဖို့အတွက်ကိုသူတို့လှုပ်တဲ့ကိစ္စတွေနဲ့ကအဲအဲ့ဒီဟာတွေဝေဖန်တာတခြားတော့မဟုတ်ဘူးနောက်အဲ့လိုဝေဖန်နိုင်လဲ Indios လုပ်မှာပါတယ်မဆိုလို့တချို့ခြေလမ်းနေအဲ့သူတို့ဒီ bolt အဖွဲ့ကိုသူတို့တီးပြန်တီးဆောက်မှုကြိုးစားတဲ့ပုံစံလေးဒါတော့အခုထောက်ခံတဲ့အပိုင်းတွေမှာရှိတယ်လက်တွေ့မှာကျတော့ဒီခေါင်းကနည်းနည်းတော့ဖောက်နေတယ်ဆိုတဲ့ပုံစံမျိုးအခုဝေဖန်တာ ဟုတ်ကဲ့ကိုဒါလီဗာပူးဆိုရင်မနစ်ကအန်ဒစ်လော့နဲ့နီးပြတ်သက်ခံလိုက်တယ်ဒါပေမဲ့သူတို့လူတွေအများကြီးမခေါ်တာမျိုးကဒီအနာဂတ်ကိုကြိုပြီးတော့နောက်ထပ် transfer window တစ်ခုလောက်ထိကြော်ပြီးတော့ဟိုစဉ်းစားတဲ့ပုံစံဥပမာလို့ကျွန်တော်တို့စဉ်းစားလို့ရမှာပေါ့နော်ကိုရတာပေါ့တေချာပေါ့ရတာပေါ့လီဗာပူးကတေချာတယ်ညီလေးအခုဒါလီဗာပူးအကြောင်းလဲအခုတို့ပြောဦးမှာပါဟုတ်ကဲ့တလက်စာလည်းပြောရင်ဒီဒီအန်ဒစ်လော့ရဲ့အသင်းကအခုပြောတဲ့ category 1ကို current philosophy ကို improve ဖြစ်အောင်လုပ်ဖို့ပဲဆက်သွားနေအောင်ပါသူတို့ သူတို့မှာကဘယ်လိုခေါ်မလဲဆိုတော့ဟို tactical evolution ကိုပဲသွားမှာ revolution လုပ်စရာမလိုဘူးဆိုတော့ slot ကိုတိုင်းလဲ तू ရှင်းမှာဘာပြောခဲ့လဲဆိုတော့ तू ဒီ new weapons တွေကို तू ဆက်ပြီးတော့ဖြည့်ဘူးအတွက်ဖြည့်ဖြည့်မယ်ပေါ့နော် तू အတင်းက तू အဲ့ဒီဟာကိုစောင့်နေလို့ तू ပြောသွားတယ် more pace ပေါ့ more dynamism ပေါ့ more creativity ပေါ့ more goals ပေါ့အဲ့လိုပြောသွားခြင်းကဘာလဲဆိုတော့ငါတို့က philosophy ပြောင်းမှာမဟုတ်ဘူးလက်ရှိ philosophy အတိုင်းပိုကောင်းလာအောင်တုံးမှာလို့ပြောနေတာ ဆိုတော့သူ့ပြောတဲ့ဇကားရင်းနဲ့သူ့အသင်းကလုပ်တဲ့ဟာရင်းနဲ့အကုန်လုံးက match ဖြစ်နေတယ်အဲ့တော့ဒီအသင်းကသေချာတယ် current philosophy ကိုမစွန့်လွှတ်ဘူး current philosophy ကိုအာဒါမစွန့်လွှတ်တာကဒီရတယ်မဟုတ်ဘူးမနစ်ကလည်းမစွန့်လွှတ်ဘူးဒီ club ရဲ့အသင်းကိုပဲ evolution လုပ်လုပ်သွားရင်းနဲ့နောက်ဆုံးမှာကိုတို့ကအသွင်အစ်အသင်းအစ်ဒါသူကိုယ်တိုင်ဖန်ဒီအစဆုံးတည်ဆောက်တဲ့အသင်းဖြစ်သွားမယ်။အဲ့ဒီစီကိုသွားနေတာ။ဒါဒါဒါ level 1နဲ့ပတ်သက်ပြီးအခုကြိုပြီးတော့ပြောလိုက်တာပေါ့လေ။ဒါသူတို့ဆိုတည်ကြတဲ့ category 1မှာရှိတယ်။ ဟုတ်ကဲ့ကိုဒါအကိုအခုမိတ်ဆက်ပေးခဲ့တဲ့ဒါအကိုရဲ့အယူအဆပေါ့နော်ကိုရဲ့အယူအဆနဲ့အကိုရဲ့ရှင်းပြပုံနဲ့ဒါပတ်သက်ပြီးတော့ဒီနောက်ထပ်အကိုဖြည့်ဆွတ်ပြီးပြောချင်တာရှိရင်လည်းပြောပြပါအောင်ကိုအဲနောက်ထပ်ဖြည့်ဆွတ်ပြီးပြောချင်တာကတော့ဥမာဒီ category 2ပေါ့နော် category 2မှာဘာတွေလောက်ကြတယ်လဲဆိုတဲ့အပိုင်းပေါ့အဲ့တော့ category 2မှာကတော့ဟိုစီသူကအလွယ်ဆုံးပြောရရင်တော့1လို့မဟုတ်တဲ့အသင်တွေပေါ့နော်1လို့မဟုတ်တဲ့အသင်တွေသူတို့ changing the philosophy ဆိုတာက ငါတို့အပြောင်းလဲတော့လုပ်ဖို့လိုနေပြီဆိုတော့အကောင်းဆုံးဥမာဆိုစောစောစီစုပြောသွားတဲ့အထက်မှာပါပြီးသွားပြီ Inter Milan သူတို့ဟာလက်ရှိပုံစံလက်ရှိအသင်းနဲ့သူတို့အကြာကြီးဆက်ပြီးတော့အလုပ်လုပ်လို့မရတော့ဘူးဆိုတော့တခါလေကျတော့ဒီဟို Academy 2တဲကိုထည့်ဖို့အတွက်ဆိုရင်ဟို Tactical Failure ဖြစ်တဲ့အပိုင်းပေါ့နော် Inter Milan ကအဲ့ဒါမှဖြစ်ဘူးဒါပေမဲ့ Change of Coach ဆိုရင်အခုစစဉ်းစားပြီဟာလာပြီးတော့ဒီဒီ Cultural ကို Reset ပြန်ချတာ အသင်းရဲ့ culture အသင်းရဲ့ရိုးရာကို reset ပြန်ချတာဆို Inter Milan က6ကို6တော့မှာဆိုတော့အဲ့ဒီအပိုင်းတွေကိုကြည့်လိုက်တဲ့အခါကျရင်တို့ဒီအသင်းကို overhaul မှာလားအဒီအသင်းကို short term adaptation တွေနဲ့ဆက်သွားမှာလား long term နဲ့သွားမှာလားလူငယ်တွေကိုခေါ်ရလားလူကြီးကိုခေါ်ရလားအဲခေါ်တဲ့ကစားသမား type တွေဟာအရင် Inter Milan လူဟောင်းနေနဲ့တူရဲ့လားအဲ့ဒီအပေါ်ကိုတည်ပြီးတော့စဉ်းစားတဲ့အခါကျရင် Inter Milan က category 2တဲ့ကိုထည့်တယ်ပေါ့အဲ့ဒီပုံစံမျိုး ါအခုဒါစီစဉ်တဲ့အကုန်နဲ့အကြမ်းပြင်းပေါ်ပြောလိုက်တာပေါ့ဟုတ်ကဲ့ဟုတ်နောက်ဆိုရင်အခုတော့ United ကိုဆွဲထည့်လို့ရပြီသူတို့ဘာလုပ်နေသလဲဒီပြဘာတွေပြောနေသလဲအတင်းမှာဘသူတွေရှိပါလဲဘသူထွက်သွားသလဲပြီးရင်အခု Liverpool ကိုဆွဲထည့်မယ် Real Madrid ကိုဆွဲထည့်မယ် Barcelona ကိုဆွဲထည့်မယ် Chelsea ကိုဆွဲထည့်မယ်အဲ့လိုအဲ့လိုလုတ်သွားလို့ရတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့လေအပိုင်းတွေရှိမှဆိုရင်အခုတော့ categories ဝင်1လဲကိုအခုဒီ2025-26မှာ1မှာဘသူတွေရှိမလဲ categories 2မှာဘသူတွေရှိမလဲ1လဲမဟုတ်2လဲမဟုတ်တကယ်ဟိုဘယ်လိုပြောမလဲဆိုတော့ ဟိုဇော်ကလန်နေရှိတယ်လေသိလားဟုတ်ကဲ့အဲကြီးလည်းမမီကြက်လည်းမမြောက်အောက်ကလီအာအာကလီအောက်ဆိုတဲ့အသင်းတွေလည်းရှိတယ်အဲအဲ့အဲ့လိုမျိုး1ရယ်လုံးလည်းမဟုတ်2ရယ်လုံးလည်းဘာဘာပြောလို့ပြောမှမသိတဲ့အသင်းတွေလည်းရှိတယ်အဲ့ဟာကူပြောမလားဆိုပြီးတော့3ပိုင်းခွဲပြီးပြောလို့ရတယ်သို့မဟုတ်တသင်းချင်းခွဲပြီးပြောလို့ရတယ်အဲ့ဒါတော့စီသူအဆင်ပြေသလိုပေါ့ညီလေး feel လာသလိုပေါ့ ဟုတ်ကဲ့ကိုဒါကိုပြောသလိုပဲကျွန်တော်ဆက်ပြီးတော့နောက်ထပ်အဆီဇင်နေဒါဆက်ပြီးတော့တင်ဆက်သွားပါမယ်ဒါကျွန်တော်တို့တင်ဆက်မှုကိုလည်းပြည်သက်တွေအနေနဲ့ကျင်တဲ့အားရလည်းမျိုးမျောနေပါတယ်ပြည်သက်တွေအနေနဲ့လည်းဘယ်လိုပုံစံလေးမြင်တွေ့ချင်တယ်ဆိုတာမျိုးလည်းခုမှမှန်ပေးခဲ့လို့ရပါတယ်ကျွန်တော်တို့ကြည့်ရှုပြီးတော့အဲတင့်တော်သလိုပြန်ပြီးတော့အဲတင်ဆက်သွားဖို့ရှိပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ